လူပုံလဲရှက်ခွဲခံရတဲ့သစင်ရွယ်ဝင်သစင်ရွယ်ဝင်ရဲ့ချစ်သူညာလင်နိုင်ကသူတို့သမီးဇာနဦးစိတ်တော်ထားမတိုင်းဆိုင်မှုတွေကြောင့်လက်တလုံးအွန်လိုင်းပေါ်မှာတင်မိခဲ့တဲ့ post တွေအတွက်လူသိရှင်ကြားတောင်းပန်စကားဆိုလာခဲ့ပါတယ်ဒီလို post တွေတင်လိုက်တာကြောင့်သစင်ရွယ်ဝင်ညနာထိခိုက်သွားရတာတွေအတွက်သူမအကြောင်းကိုပွန့်ပွန့်လင်းလင်းဝန်ခံခဲ့တာပါသူအနေနဲ့ချစ်သူကိုကာကွယ်ပေးရမယ့်အစားဒုက္ခရောက်စေမိခဲ့တယ်လို့ ဖြစ်ခဲ့တာကြောင့်ဒီကိစ္စအတွက်တာဝန်ယူတောင်းမတ်နာပါလို့ညလင်းနိုင်ကပြောကြားခဲ့ပါတယ်။ဒီတာဝန်ခံမှုကသူ့ရဲ့ရင်ကျက်မှုနဲ့သစင်နဝင်းပေါ်ထားတဲ့စီနာကိုဖော်ပြနေပါတယ်။သစင်နဝင်းနဲ့ညလင်းနိုင်တို့ဟာချစ်သူသက်တမ်း14နှစ်တောင်ကြာမြင့်ခဲ့ပြီးဖြစ်ပြီးအခုတော့သူတို့နှစ်ဦးကြားမှာအကြောင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုရှိကြတဲ့ဆက်စပ်ရေးတစ်ခုမှာခုလိုမျိုးပြဿနာတွေပေါ်ပေါက်လာတာဟာပြည်သက်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ ညလဲနိုင်ကသစွန်နဝင်းမင်းသမီးဖြစ်လာပြီးရဲ့နောက်ပိုင်းစစ်တဘောထားပြောင်းလဲသွားတဲ့အကြောင်းတွေကိုထုတ်ပြောလာခဲ့တာကြောင့်လူမှုကွန်ရက်ပေါ်မှာလူပြောများပြီးဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ခုလိုအချိန်မှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးညလဲနိုင်ကသူ့ရဲ့အမြင်တွေကိုပွန့်ပွန့်လင်းလင်းပြောဆိုခဲ့ပါတယ်။မင်္ဂလေးတရားအောင်မြအောင်ကြိုးစားရတာဟာယောက်ျားတွေထပ်ပုံမှုခက်ခဲတဲ့ဆိုတာကိုသူနာလေးကြောင်းဝန်ခံခဲ့ပါတယ်။ ဒါအပြင်မိန်းကလေးတယောက်က၁၄နှစ်တောင်ချိန်ပေးထားပြီးကိုကိုယူချင်းစိတ်မရှိအောင်လုပ်နေတယ်ဆိုတာဟာကိုညံ့လိုပဲဖြစ်ကြောင်းမိမိကိုကိုအပြစ်တင်တဲ့သဘောနဲ့ပြောကြားခဲ့ပါတယ်။မိန်းကလေးအောင်မြင်လာလို့ဆိုပြီးအပုပ်ချတာမျိုးမလုပ်တင်ကြောင်းကိုလဲတာအောင်လုပ်နိုင်ရင်မိမတယောက်အားကိုချင်လောက်တဲ့အရေးချင်းရှိရင်ဖယ်မိန်းမကမှခွဲမသွားဘူးလို့လဲသူ့ရင်ထဲကအမြင်ကိုထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဒီစကားတွေဟာသူ့ရဲ့မှားယွင်းမှုတွေကိုဝန်ခံတွိုင်းုံတင်မကပဲ။ အမျိုးသမီးတွေရဲ့လေစားတံမိုးထားတဲ့စိတ်နဲ့မိမိကိုယ်ကိုပြန်လည်ဆန်းစစ်နိုင်တဲ့အင်ကျက်တဲ့စိတ်ဓာတ်ကိုပြသနေရမလို့ယောက်ျားကောင်းလို့ဆိုရမှာပါ။ပရိသတ်တွေကိုတရားပြလိုက်တဲ့စီသူမချစ်ချင်းမြတ်တာနဲ့ဂျေဆုတရားတွေကိုတံဝေကညံနဲ့ပေါင်းဆက်ပြီးမိခင်ကြီးအပေါ်တုံ့ပြန်ဂျေဆုဆက်နေတဲ့သာယဟန်တပါအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ ဒီတိုင်းဟန်းကတော့ပြည်သက်တွေယင်းနီပီသားသရုပ်ဆောင်စီသူမောင်ပဲဖြစ်ပါတယ်။ကွဲလွန်သွားပြီဖြစ်တဲ့မိခင်ကြီးကိုယူဆပြီးတော့မိခင်နဲ့တူကုသိုလ်ပြုခဲ့ဖူးတဲ့ကျောင်းတော်မြန်မာပဲယဟန်ဝက်ကကျေးဇူးဆက်ပူဇော်နေရပါ။သရုပ်ဆောင်စီသူမောင်ဟာယဟန်ဘွားနဲ့မိခင်ကြီးနဲ့တူ ရှိခဲ့ဖူးတဲ့နေရာတွေကိုပြန်လည်အမတ်ရနေခဲ့ပါတယ်။မိခင်ကြီးနဲ့တူဖျားဖူးခဲ့တာတွေ ကုသိုလ်ပြုခဲ့ဖူးတာတွေအမတ်တရားဖြစ်ခဲ့ဖူးတဲ့အဖြစ်ပြက်လေးတွေကိုတွေ့တော့ရင်ရည်စူပြီးကုသိုလ်တွေပြုလုပ်ပေးနေရကိုတွေ့ရပါတယ်။ပြီးခင်ကြီးအပေါ်ထားရှိတဲ့မြစ်တာဂုံကျေးစုတွေနဲ့ဝေးကွာခြင်းရဲ့တံဝေကတရားတွေကိုတပြိုင်နက်ခံစားနေရတဲ့သားတူရဲ့အဖြစ်ကသနာစရာပါ။သားဖြစ်သူယဟန်စီသူမောင်ကဖြစ်ပျက်တရားသဘောတွေကိုနှလုံးသွင်းလို့ မြန်ဗုဒ္ဓရဲ့အဆုံးအမရင်းနဲ့အကျဉ်းချန်နေထိုင်က ကုသိုလ်ပြုကျေးဇူးဆန်နေပါတယ်လို့မိခင်ကြီးပေါ်ထားရှိတဲ့တန်ဝေကအလွမ်းနဲ့ကျေးဇူးဆက်မှုကိုပြောပြခဲ့ပါတယ်။ဒါမိခင်ကြီးရဲ့အတွက်ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးုံသာမကမိမိကိုယ်တိုင်လည်းတရားဓမ္မကိုလေးလာလိုက်နာကျဉ်းချန်ရင်ရရှိလာတဲ့ကောင်းမှုကုသိုလ်တွေကိုမိခင်ကြီးထက်အမြတမ်းပေးဝေကကျေးဇူးဆက်နေရဲဆိုတဲ့သဘောတရားဖြစ်ပါတယ်။ မိခင်ကြီးကိုချစ်မြတ်နိုးတဲ့သားတူအနေနဲ့မိခင်မရှိရတဲ့နောက်ပိုင်းမှာခံစားရတဲ့ဝန်내ကြေကွဲမှုအလွမ်းတရားတွေကိုတန်ဝေကညံနေပေါင်းဆက်ပြီးမြတ်ဗုဒ္ဓရဲ့တရားတော်တွေအတိုင်းကျင့်ကြံနေထိုင်တာမိခင်ကြီးရဲ့အတွက်အမှန်တကယ်ကုသိုလ်ဖြစ်စေမယ့်နိလန့်တွေနဲ့ဂျေဇုဆန်နီယာဟာတကယ်ကိုလေးစားဖွေရကောင်းပါတယ်။ဒါဟာကျမတို့ပရိသတ်တွေအတွက်လည်းဘဝရဲ့ဖြစ်ပျက်သဘောတရားတွေကိုစင်ချင်မိစေတဲ့သင်ငန်းစာတစ်ခုပဲဖြစ်ပါရဲ့ရှင်။ ိုင်ငံသားမမနေချင်တဲ့ဇနီးကိုအားပေးနေတဲ့ဇင်ဝိုင်းပြိသက်တွေအားကြလေးစားရတဲ့ဇုံတွေတွေဖြစ်တဲ့တရုတ်ဆောင်ဇင်ဝိုင်းနဲ့ဇနီးတွေရဲ့ချစ်ချင်းမြတ်တာလန်ခီဟာဆယ်စုနဲ့ငါးစုနီးပါးကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။မကြသေးခင်ကသူတို့နှစ်ဦးရဲ့48နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ဦးစင်ဝိုင်းကဇနီးတွေကို အထူးလေးနဲ့တဲ့အားပေးစကားတွေပြောကြားခဲ့ပါတယ်။မင်္ဂလာသက်တမ်း48ဆိုတာတူတောင်းတဲ့ကာလတစ်ခုမဟုတ်ပါဘူး။ ဆယ်စုနှစ်ငါစုနီပါဘဝချိုးကွေးပေါင်းများစွာကိုလက်တွဲညီညီဖြတ်တန်းလာခဲ့ကြတဲ့ခိုင်မာတဲ့မြေတားတရားကိုပြသနေပါတယ်ဒီလိုအမတ်တရားနေလေးမှာဥစဉ်ဝိုင်းကစနီတဲ့ကိုနောက်ထပ်လာမဲ့ဆယ်စုနှစ်တွေမှာဘလပဲကြံတန်းတဲ့အခက်ခဲရင်းစိန်ခေါ်မှုတွေနဲ့ကြုံလာရပါစေ။ဘယ်တော့မှလည်းမလျှော်ပဲဆက်လက်ကြိုးစားဖို့အားပေးစကားပြောကြားခဲ့တာပါ။ဒီအားပေးစကားဟာပိုပြီးအထိတ်ပဲပြေဝလာတာကတော့ဥစဉ်ဝိုင်းတို့စနီမောင်နှံဟာ အသက်ကြီးပိုင်းရောက်မှ တိုင်းတစ်ပါးမှာအခြေချနေထိုင်နေကြရတဲ့အခြေအနေကြောင့်မမိမိနေရင်ဒေတာမဟုတ်ပဲမရင်နီးတဲ့ပဝင်ချင်းမှာဘဝကိုအစားကနေပြန်လည်တည်ဆောက်ရတာဟောဘသူအတွက်မဆိုစိန်ခေါ်မှုတစ်ခုပါပဲအထူးသဖြင့်အသက်ရွယ်ရလာတဲ့အခါပိုပြီးခက်ခဲနိုင်ပါတယ်ဒီလိုအချိန်မျိုးမှာနှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့စစ်စနီကိုအနာဂတ်အတွက်စိတ်တက်ခွန်အားပေးလိုက်တာဟာသူတို့နှုတ်ကြားကခိုင်မာတဲ့မြစ်တာ နားလည်မှုနဲ့ဘဝရဲ့အတ္တကြာတွေကိုအတူတကရင်ဆိုင်ကြောဖြတ်မဲ့မစုံမနစ်ခွန်အားတွေကို ရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒါအချစ်စစ်မြတာစစ်ဆိုတာဘလို့အခက်ခဲမျိုးကိုမစုံရင်ဆိုင်ကြောဖြတ်နိုင်နေဆိုတာကိုဥစဉ်ဝိုင်းတို့ဇနီးမောင်နှံကလက်တွေ့ပြသခဲ့တာပါပဲ။သူတို့နှစ်ဦးရှေ့ဆက်မဲ့ဘဝခီလမ်းမှာလည်းပျော်ရွှင်ချမ်းမြေ့စွာနဲ့အီချမ်းတည်ငြိမ်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ တူဖြစ်သူကြောင့်ရင်နာနေရတဲ့မိပစီတယောစာမိပစီရဲ့တူလေးဟာကျောင်းမအုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရပြီးမေယိုကျိုးတဲ့အထိပြင်းထန်တဲ့တရားရရှိခဲ့ပါတယ်။ဒီဖြစ်ရကြောင့်မိပစီတရားအသေးနာနေရပြီးစိတ်မကောင်းဖြစ်နေရကြောင်းကိုလူမှုကွန်ရက်ကနေပြောကြားလာပါတယ်။မိပစီရဲ့ပြောကြားချက်အရတူတူလေးဟာကျောင်းအိမ်သားထဲမှာအနိုင်ကျင့်ခံခဲ့ရတာဖြစ်ပါတယ်။အနိုင်ကျင့်သူကျောင်းသားတွေထဲကတယောက်ကစပိန်စီးရဲလက်အိမ်နဲ့ထိုးစေခဲ့ပြီး ကျန်တဲ့ယောက်ကတော့ဘေးကနေထိုင်ကြည့်ပြီးရီမောနေခဲ့ကြတယ်လို့ဆိုပါတယ်။ဆီယာမရောက်ရှိလာချိန်မှာတော့သူလေးရဲ့မျက်နှာတစ်ချမ်းချိုင်းဝင်နေပြီဖြစ်ပြီးဆီယာမသာနောက်ကြခဲ့မယ်ဆိုရင်ပေတီဆက်ပြီးထိုးကျိတ်ကြမလဲဆိုတာမသိနိုင်ဘူးလို့လဲမေပကြီးကပြောပါတယ်။လက်ရှိအချိန်မှာတော့မေပကြီးရဲ့ဒူလင်းဟာခွဲစိတ်ကူတာမှုခံယူနေရပြီဖြစ်ပါတယ်။ဒီဖြစ်ရတဲ့ပတ်သက်ပြီးမေပကြီးကကြားရတာရင်ဘက်ပါအောင်နေ။ចောင်းကဆီယာမတွေကလည်းចောင်းကကလေးတွေကိုတေချာစီကန်းထုတ်ကြပါအောင်။ ကျောင်းသားချင်းအနိုင်ကျင့်တာကိုတူကမေးရပြုတ်တဲ့အထိဖြစ်ပြီး operation ဝင်ရတော့မယ်အခုမှသိရတယ်ကျောင်းသားတွေလားလူမိုက်တွေလားဘလို့မိဘကမွေးထားကြတာလဲအေးတဲ့ကလေးတိုင်းပြန်မပြောတဲ့ကလေးတိုင်းအနိုင်ကျင့်ခံနေရတာမဟုတ်သေးဘူးအတန်ငငယ်နဲ့မေးစေးပေးပြီး operation ဝင်ရမှတရားလားအဲ့လိုလုပ်တဲ့ကလေးမိဘအခွက်တွေကိုမြင်မှုချင်တယ်လို့စိတ်မကောင်းစွာနဲ့ပြောဆိုထားပါတယ်ဒီအဖြစ်ပြန်ဟာကျောင်းတွင်းအနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့အေးအေးဆိုင်ရမှုတွေလိုအနေသေးကြောင်းကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်။အနိုင်ကျင်းတဲ့ကလေးတွေကိုကြောင်းထုတ်တာဖြစ်စေ၊ကြောင်းနာတာဖြစ်စေလှုပ်တဲ့နေ့ပြင်အခြားထိရောက်မဲ့ပြစ်ဒဏ်တစ်ခုခုပါပေးတင်ပါတယ်။ပြိသက်ကြီးတို့ရောဒီဖြစ်ပျက်ကိုဘယ်လိုမြင်ကြလဲရှင်။အောင်နာမရှိရဲ့လွန်မိုးရိုလင်မယား ဖဖိုလ်မိုနေဖဖွားမေသူတို့ဟာသူတို့ရဲ့ချလားစွာသော မြေလေးလီယမ်ကိုငယ်စဉ်ကတည်းကသာရဏပေါင်ထဲကိုရာသက်ပန်တငန်စီပေးဖို့အတွက်ဆန္ဒပြင်ပြနေကြပါတယ်ဖဖိုလ်မိုရဲ့စကားအရဆိုရင်လီယမ်လေးကိုရိုးရရှင်ပြုပွဲပုံစံမျိုးနဲ့ပြုလုပ်ပေးမှာမဟုတ်ပေတခါရင်ဖုန်ကြီးအဖြစ်တငန်ဝတ်ပေးဖို့စိတ်ကူးထားတာတွေ့ရပါတယ်ဒါအပြင်ဖုန်ကြီးဝတ်ပြီးတဲ့အခါမှာလည်းပုံမှန်တာမန်ရဟန်းတပါးဖြစ်ရည်တည်စေချင်တာထက် စာစကူရောဖြစ်ပညာသင်ကြားပေးနိုင်တဲ့ရဟန်းတပါးဖြစ်စေချင်တဲ့ဆန္ဒလေးပါဝင်နေရကိုတွေ့ရပါတယ် လက်ရှိရိုက်ကူးခဲ့တဲ့ဇော်ညာလီကလည်းဒီဟန်လေးနဲ့အမတ်တရားလေးတစ်ခုဖြစ်သွားအောင်ရိုက်ကူးခဲ့တာပါလို့ပိုးပိုးလွန်မကပြောပြပါရယ်ဒီလိုစီစဉ်တာဟာညီလေးရဲ့အနာဂတ်အတွက်အကောင်းဆုံးလမ်းကြောင်းတစ်ခုဖောက်ပေးခြင်းနဲ့ပိုးပိုးရဲ့မြတ်တာလို့ဆိုနိုင်ပါရယ်ဖဖမေသူကတော့ညီလေးလီယမ်ကိုသဏ္ဍာန်ပေါင်ထဲကိုထက်သွင်းမဲ့ကိစ္စနဲ့ပတ်သက်ပြီးပိုးပိုးလွန်မနဲ့ဆန္ဒချင်းတူညီနေရကိုတရားပါရယ်ဖဖရဲ့ဆန္ဒကတော့ ။ DM လေးကိုနမဲကြီးစီရတော်ကြီးဓမ္မစီမအပြီးပိုင်းလူတန်းပြီးတရဏအမွေကိုခံယူစေချင်တာပါ။အသက်အရွယ်အပိုင်းခြားအနေနဲ့ကတော့ရှင်းနှစ်လောက်မှာတင်ငန်းဝတ်ပေးဖို့ရည်ရထားတယ်လို့သိရပါတယ်။ DM လေးရဲ့မိခင်ဖြစ်သူရုံးဝတီလိုမျိုးကတော့ငါလက်ကလွတ်ပြီးရောဆိုတဲ့အတိုင်း ။သားလေးကိုတဏှာပေါင်းထဲထည့်သွင်းမဲ့ကိစ္စနဲ့ပတ်သက်ပြီးဖဖိုးနဲ့ဖဖွားရရဲ့သဘောတိုင်းလိုင်းနာဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ဒီဆုံးဖြတ်ချက်ဟာလီယန်လေးရဲ့ဘဝအတွက်အရေးကြီးတဲ့အလက်ပြောင်းတစ်ခုဖြစ်လာမှာပါ။ရှင်နင်းဆိုတာဘာမှမသိနားမလည်သေးတဲ့အရွယ်လို့ပြောလို့ရပါတယ်။စာတင်မပေးပဲဖုန်းချဝက်ခိုင်းတာကကလေးကိုညွန်ချူတာနဲ့အတူတူပါပဲ။ပရိသတ်တွေကတော့မိသူကိုနင့်လင်လွန်မိုးဝက်ခိုင်းလေအဖွားကြီးရဲ့ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြတာကိုတွေ့ရပါတယ်။ ကိုဝင်ကိုဂီယုမဆိုင်တဲ့တွန်ဆန်တေယောဆောင်တွန်ဆန်ဟာသူမမွေဖွာတော့မယ့်ရင်သွေးလေးရဲ့မွေဖွာချိန်နဲ့သူမပါဝင်တေယောဆောင်ထားတဲ့အိမ်မက်တွေစည်းကြည့်တယ်။ရုပ်ရှင်စကားကြီးယုံတင်မဲ့အချိန်ကွက်တီဖြစ်နေရကြောင်းအထူးဝမ်းသာကြည်နူးနေကြဖွင့်ဟပြောကြားခဲ့ပါတယ်။ဒါဟာသူမဘဝအတွက်ရောအမှုပညာခီအတွက်ပါအမတ်တရားကောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့သူမကယုံကြည်နေပါတယ်။မွေမာကလည်းရှစ်လပိုင်းအိမ်မက်တွေစည်းကြည့်တဲ့ကလည်းယုံတင်မှာရှစ်လပိုင်းဆိုတော့ကွက်တီပဲလေလို့တွန်ဆက်ကပြောရှင်စွာပြောကြားခဲ့ပါတယ်။ ။တမအနေနဲ့ဒီလိုထူခြားတဲ့တိုက်ဆိုင်မှုတွေပေါ်ပီတိဖြစ်နေပြီ။ဒါဟာကောင်းသောနမိတ်တခုလို့လဲခံယူထားပုံရပါတယ်။ ဒါပြင်ရှလာပိုင်းမှာမွေးဖွားသူတွေဟာနုပညာရှင်တွေများတယ်လို့ပြောကြကြောင်းလဲသူမကဖြည့်ဆွက်ပြောပြခဲ့ပါတယ်။ဒီစကားကနေတွန်ဆက်ဟာသူမရဲ့ရင်သွေးလေးနောက်တစ်ချိန်မှာနုပညာလန်ချောင်းပေါ်ရှာလန်းပြီးအောင်မြင်တဲ့သူတရားဖြစ်လာဖို့မျှော်လင့်နေပုံကိုတင်မြင်ရပါတယ်။သူမရင်သွေးလေးရဲ့မွေးဖွားမှုနဲ့သူမရဲ့နုပညာလို့ထတ်တူကြတာဟာဘဝရဲ့အလားပါဆုံးစုံစည်းမှုတစ်ခုဖြစ်ကြောင်းသူမရဲ့စကားတွေကနေအတည်ပြုနေပါတယ်။ရုပ်ရှင်ရိုက်ကူနေစဉ်ကိုဝန်ဆောင်ထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတွန်ဆက်က စိတ်ဝင်စားစရာနဲ့အံ့ဩစရာကောင်းတဲ့အတွေ့အကြုံတစ်ခုကိုဝေမျှခဲ့ပါတယ်။ရုပ်ရှင်ရိုင်းနေရင်တစ်ခါတလေမှုဝင်သွားတော့ဘိုက်ကြီးနေရာမေးသွားတယ်။ပြီးမှ"အော်ငါကိုဝင်နေပါလား"ဆိုတာအောက်မိတယ်လို့တမကဆိုပါတယ်။ ကိုဝင်ဆောင်ချိန်မှာခနာကိုပင်ပန်းမှုတွေစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်းသူမရဲ့အမှုပညာလုပ်ပေါ်တာဝန်ယူမှုတာဝန်ခံမှုတွေဟာချီတူစရာကောင်းလာပါတယ်။တွန်ဆက်ရင်ရင်သွေးလေးရှစ်လပိုင်းမှာကြမ်းကြမ်းမမနဲ့အောင်မြင်စွာမွေးဖွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒါအပြင်သူမပါဝင်သေးရဆောင်ထားတယ်။အိမ်မက်တွေစီကြီးတဲ့ရုပ်ရှင်ဆက်ကားကြီးလင်းယုံတင်တဲ့အခါပြိတ္တအားပေးမှုရပြီးအောင်မြင်မှုများစွာရပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။